အားလုံးပဲမင်္ဂလာပါအခုဒီချိန်ကမိဘတွေလေးလေးရှိတဲ့ parenting နဲ့ဆိုင်တဲ့မိခုနေတွေကတစ်ခုကိုဖြည့်ပေးသွားမှာပဲဖြစ်ပါတယ်အခုဒီချိန်ဖြစ်ပြီးမှာကတော့ကလေးတွေမှာသူတို့ရဲ့စိတ်ထဲမှာနိုင်လူစိတ်ပြင်းပြမှုတွေရှိတတ်ပါတယ်။ဂိမ်းကစားရင်ပဲဖြစ်ဖြစ်တခုခုကိုစူးစမ်းလုပ်ဆောင်တဲ့အခါမှာပဲဖြစ်ဖြစ်အရှုံးကိုလက်မခံခြင်းကြပါဘူး။အရှုံးနဲ့ကြုံတွေ့တဲ့အခါမှာလည်းစက်မစူးစမ်းခြင်းနဲ့စိတ်တွေစိတ်မရှိမှုတွေဖြစ်ပေါ်ကြပါတယ်။ဒီခါမှာမိဘတွေအနေနဲ့ဘယ်လိုနည်းနည်းလေးတွေကိုအသုံးပြုပြီးတော့ကလေးတွေကိုလှုပ်ဆောင်ပေးရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ တင်းတွေမှာဒီလိုမျိုးအခြေအနေတွေဖြစ်လာပြီဆိုရင်မိဘတွေအနေနဲ့တင်ပေးရမှာက game ကစားရဲဆိုတာအရှုံးအနိုင်ချက်သူ့ရဲ့ rules တွေတိုင်းပြီးဆုံးသည့်အထိစူးစမ်းပြီးကစားရတယ်ဆိုတာကိုလည်းဖြစ်ပါတယ်။နိုင်တဲ့အခါမှာလည်းချီးကျူးပေးပါ၊ရှုံးတဲ့အခါမှာလည်းအပြစ်တင်တာမျိုးမလုပ်ဘဲနဲ့အကောင်းဆုံးစူးစမ်းပေးရတဲ့အတွက်ကျေးဇူးတင်ပြီးချီးကျူးပေးပါ။မိဘတွေအနေနဲ့လည်းနမူနာအဖြစ်နဲ့ကစားပြပေးပါ၊ရှုံးပြပေးပါ။ဘာမှမဖြစ်ဘူး။အကောင်းဆုံးစူးစမ်းပေးတဲ့ game ကစားရဲဆိုတာအရှုံးအနိုင်ချက်ပြီးဆုံးသည့်အထိစိတ်ရှည်လက်ရှည်နဲ့စူးစမ်းပြီးကစားပေးတယ်ဆိုတာကိုပြသပေးပါ။ဒီလို မျိုးပြုလုပ်ပေးခြင်းအပြင်ကလေးတွေရဲ့အရှုံးပေါ်မှာလက်မခံနိုင်မှုတွေစိတ်ကံစားချက်တွေကိုအကောင်းဆုံးပြုပြင်ပေးနိုင်မှာဖြစ်ပါတယ်။အခုဆိုရင်တော့ကလေးတွေရဲ့အရှုံးပေါ်မှာစိတ်ကံစားချက်မဖြစ်အောင်ဘယ်လိုမျိုးနည်းလမ်းလေးတွေနဲ့ပြုလုပ်ပေးရမလဲဆိုတာကိုသိရှိသွားပြီလို့ယုံကြည်ပါတယ်။ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။